ဗက်တွေပါဖြုတ်မယ်ဆိုပြီးဒီဘက်လဲလိုက်တဲ့အခါကျမှတကောအမဇရွေးကမြူချလိုက်တာဂလူကနေပဲမြူချလိုက်ပြီးတော့အမဟာဒီကောင်မသေးသေးဘူးခါဆိုပြီးတော့ကြီးလိုက်တော့မှတကယ်လည်းမသေးသေးဘူးပေါ့အဓိကတော့ဟိုမရှိရှိတာနဲ့ကျွန်တော်တိုက်ခိုက်နေတယ်အဓိကကျွန်တော်တို့ဒီမှာတော့ဒါစိတ်တက်တစ်ခုနဲ့ပဲကျွန်တော်တို့အဲထော်လန်တိုက်ခိုက်နေကြတာဖြစ်ပါတယ်ကျမင်္ဂလာပါဆရာ ဟုတ်ကဲ့မင်္ဂလာပါအဲဟုတ်ဟုတ်မင်္ဂလာပါဒါရင်းနှီးတာတော့ကြာပြီဆရာဒါပထမဆုံးအင်တာဗျူးပေါ့နော်ဆရာဟုတ်ကဲ့ပါအဲ့တော့ဒါဆရာပြောင်းမှုတယောက်အနေနဲ့ဒါမိတ်ဆက်ပေးပါအောင်ဆရာဟုတ်ဟုတ်ဟုတ်ကဲ့ပါโอเคအားလုံးမင်္ဂလာပါခင်ဗျကျွန်တော်ကတော့ဘကိုးတိုင်းစစ်ထဏာကျွန်တော်ဘကိုးနောက်ချမ်းပြွာ20နှစ်ကျက်ကျွန်တော်အခုပြွာတာဝန်ခံရုပ်ဆော်ချင်းဖြစ်ပါတယ်ခင်ဗျအားလုံးကိုဒေါ်လန်ပြည်သူအားလုံးတွေ့ရတာဝမ်းသာပါတယ်မင်္ဂလာပါဗျ ဟုတ်ကဲ့ပါဆရာအဲ့တော့ဒီဗကူတိုင်းဘက်မှာကျွန်တော်တို့တပ်ဖွဲ့တွေဒါဆရာတို့ဖွဲ့တွေပေါ့နော်ဒါဝင်ပြီးတော့လှုပ်ရှားတဲ့ချိန်ကနေစပြီးတော့ဆရာအောင်မြင်မှုတွေဘာတွေရယူထားနိုင်ပြီလဲဆရာဘလို့ဟာတွေပြောင်းလဲတွေဖြစ်လာပြီလဲဆရာဟုတ်ကဲ့အဲကျွန်တော်တို့ဒီဗကူတိုင်းကိုကျွန်တော်စရောက်တာကတော့ကျွန်တော်တို့ဒါ2024အဲကျွန်တော်တို့လေးလာပိုင်းပေါ့နော်လေးလာပိုင်းလောက်ကတော့စရောက်တယ်အဲအဲ့ဒီစရောက်တဲ့ချိန်ကနေစတော့ဒီနောက်မှာကျွန်တော်တို့ဒီမှာရှိတယ်ပေါ့နော် ဒါဘခုနောက်ချက်မှာရှိတဲ့စကမ်းတော်တော်များများကိုကျွန်တော်တို့ဝင်ရောက်အဲစင်းနေတိုက်ခတ်ခဲ့တာမျိုးတွေရှိတယ်အားရပါးရကိုကျုံခဲ့တာမျိုးတွေရှိတယ်ပြီးတော့ကျွန်တော်တို့ဒါဒီတချောင်းနဲ့ဆိုရင်တော့ကျွန်တော်စကြောင်းက၃ချောင်းပေါ့နော်၃ချောင်းဖြစ်တယ်ကျွန်တော်ဟိုမနစ်တောင်ကလည်းပဲအဲဒီလိုပုံစံအချိန်ပဲဒီလိုပုံစံဒါပေမဲ့လပိုင်းတော့နည်းနည်းကွာတယ်ဘလို့၈လပိုင်းလောက်မှာကျွန်တော်တို့အဲ့ဒီလက်ဗရန်ပါမှာပါပဲကျွန်တော်တို့ဒါရင်ငယ်ပွဲပေါ့နော်ရင်ငယ်ပွဲမှာဟိုကျွန်တော်ရှီကအခုဒါအရင်အဲ့တုန်းကတော့ကျွန်တော်ဒီဒူရင်မှုပေါ့နော်ဒူရင်မှုအဲအခုလက်ရှိဒါဆရာလေးပေါ့ဆရာလေးဥဆောင်ပြီးတော့ကျွန်တော်ရင်ငယ်တိုက်ပွဲတုန်းကလည်းပဲစကြောင်းတစ်ချောင်းလုံးနေပါ အဲပြောအောင်ကျွန်တော်တိုက်ခိုက်နိုင်ခဲ့တယ်။အဲဒီပွဲပြီးတဲ့ခါမှာကျွန်တော်တို့ဒါပြီးခဲ့တဲ့ຫນွေပေါ့ပြီးခဲ့တဲ့ຫນွေတော့ကအဲဆောက်လက်ကြားမှာပါကျွန်တော်တို့ဒါအဲကျွန်တော်ကိုယ်တိုင်ပဲဦးစီးပြီးတော့ကျွန်တော်တို့အမဒီမင်းလာမြို့နယ်တရပေါ့ကျွန်တော်တို့လက်ပဒန်းမင်းလာမြို့နယ်ကငမွေးကြီးပေါ့ငမွေးစင်းမြောင်မှာရှိတဲ့ကျွန်တော်စကြောင်းတကြောင်းလုံးဒီပါကျွန်တော်တို့ဖြောင်းအောင်တိုက်ခိုက်နိုင်ခဲ့တယ်။ဆိုတော့အခုတကြောင်းကတော့ဒါတတိယမြောက်အကြောင်းလို့ပြောလို့ရတာပေါ့နော်။ဒါပြီးခဲ့တဲ့ရက်ကမှကျွန်တော်16ရက်နေ့ရက်မှာဒါကျွန်တော်ရှိရတဲ့တရင်မှုစကြောင်းတွေဥဆောင်ပြီးတော့ ဒါဒီစကြောင်းတကြောင်းလုံးနီးပါးကိုကျွန်တော်တို့ဖြုတ်အောင်တိုက်ခိုက်နိုင်ခဲ့တဲ့အခြေအနေမျိုးတွေရှိတယ်။ပြီးတော့တခြားပဲကျွန်တော်တို့တော့ဆက်ဒီမှာအဲဒီစကန်းငယ်တွေပေါ့စကန်းငယ်တွေကိုကျွန်တော်တို့ဒီမှာတိုက်ခိုက်နိုင်ခဲ့တဲ့အခါမျိုးတွေလည်းရှိသလိုစကြောင်းတွေပေါ့ကျွန်တော်တို့တို့လက်လက်ခင်းရမရရှိနိုင်ပေမဲ့လည်းကျွန်တော်တို့ drone ပစ္စည်းတွေတခြားဆက်ဆက်ပစ္စည်းတွေရနိုင်တဲ့ကျွန်တော်တို့စကြောင်းတွေကိုလည်းကျွန်တော်တို့ဝင်ရောက်တိုက်ဖြတ်တော့တိုက်ခိုက်နိုင်တဲ့အနေအထားမျိုးတွေလည်းကျွန်တော်တို့အဝေးရထားပါတယ်။ပြီးတော့ဒါပြီးခဲ့တဲ့ຫນွေတော့ဆိုရင်လည်းကျွန်တော်တို့ဒါရန်ကုန်ပြည်လမ်းကျောတွေအထိကျွန်တော်တို့တက်လက်ပြီးတော့ကျွန်တော်တို့ထွက်ရှားနိုင်ခဲ့တဲ့ဒါအဝေးတွေလည်း ရခဲ့တာရှိပါတယ်ခင်ဗျဟုတ်ကဲ့အဲ့တော့ဆရာဒီပွဲမှာတော့ဆရာအားခဲထားပြီးမပါလဲရအောင်ပေါ့ပြောဆရာဟုတ်ကဲ့ဒီကွဲမှာတော့ဒါဟိုကျွန်တော်တို့ဖြစ်ပဲတော့အဲတွေးထားတယ်လက်ရှိနေပြဥဆောင်နေတယ်ကျွန်တော်ဆရာအဲတရင်မှုပြွာတဲ့ကတရင်မှုကလည်းပဲပွဲတော်တော်များဖတ်စီစဉ်နေတာကျွန်တော်တို့အဲ့ဒီမှာအဲပွဲစီစဉ်နေတာကအဲ့ဒီစကြောင်းတွေကိုဒါသူတို့ဘက်ကလည်းပဲဒီနေဒီမှာနေပြည်တော်ရှင်းလင်းရေးတွေသူတို့အဲဝင်နေကြတာပေါ့နော်ဝင်ထားတာက ဒါဟိုပြောမှဆိုရင်ဒါယူလီယားတက်စကြောင်းနေနဲ့ပတ်နေတယ်ကျွန်တော်တို့ဘက်ကလည်းပဲဒေါ်လိုင်းဘက်ကဒါဟိုရဲဘော်ညီကူတွေကလည်းပဲလိုက်ပြီးတော့ဒီဟာတွေကိုရှင်းဖို့တော့ပြင်ဆင်နေတာဆိုတော့အဲ့လိုပြင်နေတဲ့အခါမျိုးမှာပဲဟိုမှာဒါအခုကျွန်တော်ရှီကဒီတရီမှုဥဆောင်တဲ့နော်ဒီဒေါ်လိုင်းရဲဘော်တွေနဲ့ထိတိတိုက်ပွဲဖြစ်သွားတာပေါ့နော်အဲ့တော့မင်္ဂလာပါတင်မူဟုတ်ကဲ့မင်္ဂလာပါဆရာကြီးဟုတ်အဲမင်္ဂလာပါကျွန်တော်ဒီတရချောင်းတိုက်ပွဲ ဆယ်နှစ်ယောက်မိရနော်ဆယ်နှစ်ယောက်မိတယ်ပြီးရင်ဒါတက်16လက်တောင်ရခဲ့တာပေါ့နော်အဲပြီးရင်ဟိုဘက်ကအသေးပြောက်တွေလည်းများခဲ့တဲ့ဒီဖြစ်စဉ်ပေါ့အဲ့ဖြစ်စဉ်မှာတကယ်ကိုတိုက်ပွဲအတွင်းမှာဥဆောင်ခဲ့တဲ့တဲမူတယောက်အနေနဲ့ဒီတိုက်ပွဲဖြစ်စဉ်လေးကိုအားရကြအကြောင်းအရာလေးပြန်ပြောပြစေချင်တာပေါ့ဟုတ်ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ကတော့တာယာရီခိုင်3833တရရင်ရဲ့တရရင်မူတောင်းဝန်ယူထားတဲ့ရဲဘော်ဝေယံဖြစ်ပါတယ်ခင်ဗျအားလုံးနဲ့တွေ့ရဝမ်းသာပါတယ်ခင်ဗျကျွန်တော်တို့ဒီတိုက်ပွဲမဖြစ်ခင်ကျွန်တော်တို့ရှေ့ရမှာ အဲမပြက်ခင်ကလေးရပေါ့ကျွန်တော်တို့သူတို့ကိုကျွန်တော်တို့လိုက်တယ်အဲဒါမဲ့အဲမှာထိတွေ့မှုမဖြစ်ခဲ့ပဲနဲ့ကျွန်တော်တို့လွဲခဲ့ရပေါ့အဲဒါမဲ့အနေရ15ရက်နေ့မှာဒီကောင်နေစစ်ကြောင်းတက်လာတဲ့အချိန်ဒီမှာကျွန်တော်တို့တရင်လက်ဦးမူရယူပြီးတော့ဟိုကျွန်တော်တို့ဒီဘက်ကနေလဲသူတို့သွားပြီးတော့ဟိုတိုက်မယ်ဆိုပြီးတော့ကျွန်တော်တို့ထွက်ကထွက်ခွာခဲ့ကြရတယ်ထွက်ခွာပြီးတော့ဒီကောင်နေရအဲအချိန်မှာဟိုလက်ဗရန်ပြီးတော့လူစုပြီးတော့သူတို့ထွက်လာတယ်ပေါ့အင်အားအလုံးပေါင်း60ကျော်60 60လောက်ပေါ့ အဲဝင်းကျင်မှာတကောင်လေးလူစုတယ်စုပြီးတော့သူတို့လွားစင်ကောင်လမ်းဆောင်ကနေဒီတရချောင်းရွာလေးကိုမိရှုပ်မယ်ဆိုပြီးတော့သူတို့တက်လာခဲ့တယ်ပေါ့တက်လာခဲ့တဲ့မတက်ခင်မှာသူတို့ဘက်ကနေပြီးတော့အရင် Kind of Drone အရင်ဝဲတယ်ဝဲပြီးတော့မှဟိုသူတို့ဒါ drone ချတဲ့ drone နဲ့အဲသူတို့ဟို drone နှလုံးချတယ်ပေါ့ချပြီးတော့မှသူတို့အောက်ကနေမြင်းမြင်းစစ်ချောင်းကနေပြီးတော့ဟိုရှေ့ကိုတက်လာပြီးတော့တရချောင်းရွာလေးကိုရောက်တယ်ကျွန်တော်တို့ကအဲ့အချိန်မှာရွာနောက်ဟိုတော့ကျွန်တော်တို့ရောက်နေပြီကျွန်တော်တို့စောင့်နေတယ် စောင့်ပြီးတော့မှဒီကောင်တွေရွာထဲအဝင်ဝင်လာပြီးဟိုရွာထဲမှာမီးတွေရှို့တယ်ပေါ့အိမ်က3-5လုံးလောက်ဒီကောင်တွေရှို့ပြီးသွားပြီးအဲ့ချိန်မှာကျွန်တော်တို့ရွာထဲဝင်ပြီးတော့ဟိုဝင်လိုက်တဲ့အချိန်မှာတုံးနဲ့ကျွန်တော်တို့တွေ့တယ်တွေ့ပြီးတော့ကျွန်တော်တို့ဘက်ကနေပြီးတော့လမ်းမူရယူပြီးတော့ကျွန်တော်တို့ထိရောက်စွာပြစ်ခတ်နိုင်ခဲ့တယ်ပေါ့အဲ့မှာပြစ်ခတ်တဲ့အချိန်မှာဒီကောင်တွေတက်ကပြန်ပြန်ရပြစ်ပြီးတော့ဟိုရွာထဲကနေပြန်ဆုတ်တယ်အဲ့အချိန်မှာကျွန်တော်တို့နောက်တစ်ခွက်အဲကိုဘက်ကတော့အရင်စပြစ်လိုက်ရတာပေါ့ပြစ်လိုက်ရတဲ့အချိန်မှာဒီကောင်ပြေး ြန်သွားပြီးတော့အကောင့်တွေကပြန်ဆုတ်ပြေးသွားတယ်ဒိနာမှာကြံခဲ့တဲ့အဖွဲ့နဲ့ကျွန်တော်တို့ရဲဘော်တွေနဲ့ထပ်တွေ့တယ်တွေ့တော့ဟိုဒီကောင်တွေကသူတို့လူမှန်မသိကိုယ်လူမှန်မသိဖြစ်ပြီးတော့ဟိုမှာဘယ်အကောင့်တွေလဲဘယ်သူတွေလဲဆိုပြီးကျွန်တော်တို့ရဲဘော်တွေမိတယ်ကျွန်တော်တို့ရဲဘော်တွေကလည်းအဲ့ချိန်မှာငါတို့ကွာဆိုပြီးတော့ဒီကောင်တွေကိုဟိုပြစ်လိုက်တယ်ပေါ့ပြစ်ပြစ်တယ်ငါတို့ကွာဆိုပြီးတော့ပြစ်လိုက်တယ်ပြစ်လိုက်တော့အချိန်မှာဒီကောင်တွေတောက်လျှောက်ခွေးပြည့်ဝက်ပြည့်ကိုပြေးတယ်ပြေးတော့ကျွန်တော်တို့ရဲဘော်တွေအနောက်ကနေတောက်လျှောက်လိုက်ပြီးတော့ပြစ်တယ်ပြစ်တော့ရွာထိတ်မှာကျွန်တော်တို့ဒီဘက်မှာလည်းတပွင့် ရာထဲကိုကျွန်တော်နောက်ကနေဖြတ်ပိုင်းမယ်ဆိုပြီးတော့2 point ရထက်ရှိရယ်ဒီဘက်ရာထဲကိုဝင်လာကြတော့တက်တက်တပွိုင်းပေါ့အဲ့လိုဝင်ပြီးတော့ကျွန်တော်2 point ခွဲပြီးတော့ဟိုဖြစ်တယ်အဲ့အချိန်မှာနောက်ဆုံးဒီကောင်တွေအပြင်အောင်ထွက်တယ်ဒီဘက်အပြင်အကောင်ကသူတို့ယူရတဲ့နောက်ချန် point နဲ့ထိသိမ်းမှုကျွန်တော်တောက်လျှောက်ဖြစ်တယ်ကျွန်တော်ဘက်ကိုစီးပြက်ခတ်ရတယ်ပေါ့ပြက်ခတ်ရတဲ့အချိန်မှာကျွန်တော်ဘက်ကလည်းပြန်လဲပြက်ခတ်တယ်ပြက်ခတ်ပြီးတော့နောက်ဆုံးဒီကောင်တွေဆုတ်ပြေးတယ်ဆုတ်ပြေးတဲ့ land time ကိုကျွန်တော်တို့ကအနောက်ကနေတောက်လျှောက်လိုက်တယ်လိုက်ပြီးတော့ပြစ်တယ်ပြစ်ကြတဲ့ကျွန်တော်တို့သူတို့ရှေ့မှာအတန်းလိုက်ရေကုန်းကုန်းကုန်းအနေနဲ့ ျွန်တော်တို့ပြန်ပြစ်လိုက်ပြေးလိုက်ပြန်ပြစ်လိုက်နောက်ဆုတ်ပြေးလိုက်ဒါပေမဲ့ကျွန်တော်တို့ကလည်းပြန်ပြစ်နေဟိုမင်းကောင်นี่လက်နဲ့ချပြောတယ်ကျွန်တော်นี่မချသေးဘူးအဲ့ချိန်မှာမချသေးဘဲနဲ့ကျွန်တော်တို့ရှေ့ဆက်တိုးတယ်ရှေ့တိုးပြီးတော့တက်လုံးမယ်ဆိုပြီးကျွန်တော်တို့တက်လုံးတယ်တက်လုံးတဲ့အတိုင်းမှာဟိုသူတို့ကျွန်တော်တို့တောက်လျှောက်လိုက်ပြစ်တယ်ပြစ်နေရဲ့ပြစ်ပြီးရင်သူတို့ကခြုံနေရနေကျွန်တော်တို့ပြန်ပြစ်တယ်အဲပြန်ပြစ်ပြီးတော့အမှဟိုကျွန်တော်လက်နဲ့ချဖို့ပြောတယ်ဟိုတနက်ချဖို့ပြောတဲ့ဟာမှာမှနောက်ဆုံးတိုက်ပွဲအချိန်နိုင်ွက် ကျော်ကျော်လောက်ကြာလာတဲ့အချိန်ညမှာဒီကောင်တွေဟိုလက်နဲ့ချရတယ်ချပြီးတော့ကျွန်တော်တို့ရဲဘော်တွေကလည်းတောက်လျှောက်လိုက်စီးနေတဲ့အတိုင်းညမှာမခံနိုင်တော့ပဲနဲ့သူတို့လက်နဲ့ချရပေါ့အရင်ဆုံးကျွန်တော်တို့တယောက်စမိတယ်စမိပြီးတဲ့နောက်ပိုင်းမှာကျန်တဲ့အကောင်တွေပါစိတ်ဓာတ်တွေပြပြားကုန်တယ်ပြပြားပြီးတော့ဟိုကျွန်တော်တို့တောက်လျှောက်လာညီကိုတို့ကျိုးကျိုးဆိုတယ်ညီကိုတို့ဘာမှမဖြစ်စေရဘူးရောက်ခါတော့မင်းတို့အာမခံတယ်အေးစေးလာခဲ့ဆိုပြီးတော့ကျွန်တော်တို့ကြိုးဆိုတယ်ခေါ်တယ်အဲ့ချိန်မှာသူတို့ဘက်ကနေပြီးတော့ဟိုဒါတယောက်ပြီးတယောက လက်မြောက်ပြီးတော့ထွက်လာတယ်ကျွန်တော်တို့တေချာထိမ့်သိမ့်နေအဲအဲ့အချိန်မှာတော့ဟိုဘက်မှာလည်းကျွန်တော်တို့ပြန်ပြစ်တဲ့ကောင်တွေကလည်းပြစ်တယ်ဟိုပြေးနေတဲ့ကောင်တွေကလည်းပြေးနေရပေါ့အဲ့ဒါကိုလည်းကျွန်တော်တို့တစ်ဖက်ကလည်းရှင်းနေဟိုတောက်လျှောက်လိုက်ဖန်စီထိမ့်သိမ့်ပြီးတော့လိုက်ပြစ်နေရတဲ့အချိန်မှာဒီဘက်တစ်ဖက်ကလည်းအလင်းဝင်တဲ့လူတွေကိုကျွန်တော်တို့ကြိုးဆိုတယ်ကြိုးဆိုပြီးတော့ဟိုအမှကျွန်တော်ခေတ္တမူကတော့ဖြစ်နေတော့မယ်ဖြစ်နေရတော့မယ်အဲ့အချိန်မှာကျွန်တော်တို့စနိုက်ပါသမားတွေပါကျွန်တော်တို့ထိုက်ရတယ်ပေါ့စနိုက်ပါသမားကလည်းကျွန်တော်တို့ဟိုပြစ်တယ်ပြစ်နေတဲ့အောင်မှာကျွန်တော်တို့ ဟိုလက်နက်ချဆိုပြီးတော့ဟိုအရှိဆက်တိုးပြီးတော့လောက်တဲ့အချိန်မှာသူကိုယ်တိုင်လည်းလက်မြောက်ပြီးတော့ထွက်လာတယ်ပေါ့အဲအချိန်မှာကိုကောင်နေရတော့အာရဝန်တာကြီးပဲတောက်လျှောက်ဟိုလိုက်ပြစ်နိုင်ခဲ့တယ်ပေါ့ပြီးတော့မှအဲအဲ့ဒီမှာဟာတာဖြစ်ရလီလည်းရှိသေးတယ်ဟာတာဖြစ်ရတဲ့ဘလူးလဲဆိုတော့အဲ့မှာဟိုရှင်းနေဝင်အဲအရှိမအဲတိုက်ပွဲဖြစ်နေတန်းလန်းရောင်တွေတေးရလူတွေကလည်းကျွန်တော်တို့တခါလေဂန်းတွေဖြုတ်ဟိုကြည်ပေါက်တွေဖြုတ်ဖြုတ်နေလောက်တဲ့အချိန်မှာအမှတရားတော့တယောက်ကသိရင်အောင်ဒီကောင်နေတွေကတယောက်က တည်ရင်အောင်စောင့်နေရပေါ့တည်ရင်အောင်စောင့်နေပြီးတော့အဲအလောင်းနေကြတယ်မှာပဲတည်ရင်အောင်စောင့်နေတာအဲ့တော့ကျွန်တော်ရဲဘော်ကလည်းသူ့ဘေးနားအလောင်းတွေကိုပစ္စည်းတွေပါဖြုတ်ဖြုတ်ရင်းနဲ့မှဟိုအနာကက်ကြည့်တော့မှဒီကောင်လေးတည်ပြီဆိုတော့မှဒီကောင်ဟိုလေဗက်တွေပါဖြုတ်မယ်ဆိုပြီးဒီဘက်လဲလိုက်တဲ့အခါကျမှဒီကောင်ကအမဇရွေးကမြူချလိုက်တာဂလူကနေပဲမြူချလိုက်ပြီးတော့အမဟာဒီကောင်မတည်သေးဘူးခါဆိုပြီးတော့ကြည့်လိုက်တော့မှတကယ်လည်းမတည်သေးဘူးပေါ့ဒါမှမဟုတ်ဒီကောင်လက်ထင်မှာတော့ဟိုဂန်းနေရတော့ကျွန်တော်တို့အကုန်ကောက်ပြီးသွားပြီ အဲဒီအဲအကကြမှာဟာဒီကောင်မသေးသေးဘူးမသေးသေးဘူးဆိုပြီးတော့အာဒီကောင်မှာဟျောင်မင်းထမင်းထဆိုပြီးတော့ကျွန်တော်တို့အာဒီကောင်မှာထပ်ဖမ်းမိရယ်ပေါ့အဲအမှ၃ဘန်းနေကျွန်တော်တို့ရတယ်ကျန်တဲ့ကောင်တွေအောင်နောက်ဆုတ်တယ်ဆုတ်တဲ့အောင်ကျွန်တော်လိုက်ပစ်တယ်ဒါပေမဲ့ဟိုဘက်အချမ်းမှာသူတို့ကပြန်စုဝဲမှုလုပ်ပြီးတော့အနောက်ကနေ drone ကလည်းတောက်လျှောက်ချလက်နက်ကြီးအကူကလည်းတောက်လျှောက်ကျွန်တော်တို့ပစ်နေတဲ့အတိုင်းတမှာဟိုကျွန်တော်တို့ထပ်လိုက်လို့မရတော့ဘူးပေါ့မရတော့ပဲကျွန်တော်တို့အဲ့နေအောင်ရှင်းရှင်းလုပ်ပြရတဲ့ကျွန်တော်မြန်မြန်ပြန်ဆုတ်လာရတယ်အဲ့ချိန်မှာအထက်ဝင်းမောကနေလည်းဟိုလင်ရတောက်လျှောက် ွဲတယ်အနည်းကပြတ်တော့မပြတ်တော့ဘူးပေါ့အဲ့ဒါနဲ့ကျွန်တော်တို့ရဲဘော်တွေအကုန်ပြန်စုအနာတဝိုင်းရှင်းနေလို့ပြီးတော့ကျွန်တော်တို့ဟိုပြန်ဆုတ်လာနိုင်ခဲ့တယ်ပေါ့တိုက်ပွဲအနည်းကတိုက်ပွဲဖြစ်စဉ်ပြီးသွားတော့ကျွန်တော်တို့ပြန်ဆုတ်သွားတယ်ပေါ့ဆုတ်သွားပြီးတော့အနည်းညနေမှာဒီကောင်တွေဘက်ကအင်အားအလုံးရင်းနဲ့ပြန်ပြီးတော့ဒါထိုးစစ်ပြန်ဆင်ပြီးတော့အဘက်ကိုရှင်းနေပြန်ဝင်တာပေါ့ပြီးတော့ကျွန်တော်တို့တွေကဒါသူရဲ့ဓာတ်ပေါ်ကြီးအလောင်းနေတဲ့ဒါမိရှုပ်ပေးတာတို့ဖြည့်ဆည်းပေးရတို့ကျွန်တော်လှုပ်ပေးလှုပ်ပေးလို့မရခဲ့ဘူးလေအဲ့တော့ကျွန်တော်အချိန်နဲ့မရဘူးကျွန်တော်အမြန်ပြန်ဆုတ်ခဲ့ရတာဖြစ်တဲ့အတွက်အတိုင်းထားခဲ့ရတာပေါ့ ဲ့ဒါကိုဒီကောင်းလေးညက်နေမှာသူတို့အင်အားအလုံးရင်းနဲ့ပြန်ပြီးတော့အမှ0.5ကားတွေရောအကုန်ပါတယ်0.5ကားတွေပါအကုန်ပြည့်ပြီးတော့အာဒါဝင်လာတယ်ပေါ့ဝင်လာပြီးနှစ်ဖက်ဝင်တယ်ဝင်ပြီးတော့ဒီကောင်းလေးရဲ့အမှအလောင်းနေတယ်ဒီကောင်းလေးပြန်လာယူတယ်ပေါ့ယူလာတော့မှဒီကောင်တွေသူတို့အလောင်းတွေအကုန်မယူပါဘူးပေါ့အမှကုံမယူသွားပဲနဲ့သူတို့နဲ့ချင်းကြီးရဲ့ဒီနေမီကန်အဖွဲ့ကြီးလောက်သူတို့လူတွေလောက်ပဲဒါယူသွားတယ်ကြံတဲ့အင်ပြတာအခွဲ့ဟိုလူတွေဆိုရင်ဒါဒီကောင်တွေဒီတိုင်းထားခဲ့တယ်အမှချောင်းထဲမှာ မျောရတဲ့မျောလိုက်တဲ့ဟာတွေကမျောတယ်ပေါ့အကုန်လုံးဒါတကြိုပေးရာတွေပါရတော့မလုပ်ဘူးအခုချိန်ကြီးလေဒီတိုင်းထားခဲ့ပြီးအမပုံစံနန်းနေတဲ့ဟာတွေရှိသေးတယ်ပေါ့ပြီးတော့မှအတောက်လျှောက်မှာဟိုဟိုလိုက်ရမ်းပစ်တာတွေလက်နက်ကြီးတောက်လျှောက်ထုတာတွေ drone နဲ့ဒါအချတာတွေရှိတယ်ပေါ့အဲ့အနေပြီးတော့နောက်ထပ်နှစ်ရက်သုံးရက်မြောက်နေ့မှလည်းဒီကောင်တွေ drone လာချတယ်ချပြီးတော့ဒါကျွန်တော်တို့ကဒီ drone ကိုလည်းတို့ရခဲ့တယ်ဒေါင်းလေးစီလည်းတို့ပြတ်ကြပြီးတော့ကျွန်တော်တို့ကဒီ drone လေးစီလည်းဒါ ထမှန်ရရှိခဲ့တယ်ပေါ့အဓိကဒီလိုတွေဒါကြီးဒီကနေ့ထိခိုက်နစ်နာတာတွေကျွန်တော်တို့တက်ပြတ်သွားတဲ့အခြေအနေအားလဲဒါကျွန်တော်တို့တူတူတယောက်လည်းကောင်းလို့လည်းမဟုတ်ဘူးဒါအခုကျွန်တော်နေမြေမှာရှိတဲ့ဒီနေမြေကတက်ခွေကြီးရဲ့ကျွန်တော်တို့ဒီရဲ့အဓိကစီးလုံးနဲ့ညီညွတ်နဲ့ဒါအကောင်းဆုံးဒါတိုက်ထုတ်လိုက်တဲ့အခြေအနေပေါ့အဲ့လိုအနေထားမှာဒီအောင်မွေးကိုကျွန်တော်တို့ရခဲ့တော့အဲ့အတွက်လည်းဒါအကုန်လုံးနဲ့ကျွန်တော်ဂုဏ်ယူတယ်ကျွန်တော်အနေနဲ့လည်းဒါကြီးကျူးတယ်ပေါ့အခုလို့ဒါကျွန်တော်ဥဆောင်ကြီးလောက်ခဲ့ရတဲ့ဒီကိစ္စမှာလည်းဒီလိုမျိုးအောင်မြင်မှုရတော့ကျွန်တော်လည်းဒါ ဂုံယူမိပါတယ်ပေါ့အားလုံးလဲဒါအကုန်လုံးတော်ကြလို့အားလုံးစူးစမ်းကြလို့ဒီလိုရလမျိုးလဲထွက်လာတော့ပေါ့နောက်ဆိုလဲကျွန်တော်တို့ဒါစူးစမ်းမှုတိုင်းမှာရလရတော့ရှိတယ်ကျွန်တော်တို့ဒီရလပေါ်လဲအကောင်းဆုံးထပ်မှန်ပြီးတော့ပို့ပြီးတော့ဟိုစူးစမ်းသွားမှာပေါ့အဲ့အဲ့အတွက်လဲကျွန်တော်တို့ကတိပေးတယ်ဒီတာဝန်တွေကဒါဒီလောက်ရအောင်ねဒါကျွန်တော်တို့တာဝန်ပြီးွားလဲမဟုတ်ဘူးကျွန်တော်ရှေ့လျှောက်ပုံဆက်လုပ်ဖို့လဲရှိတယ်ပေါ့ဟုတ်ကျေးဇူးတင်ပါတယ်ဒီတရင်ကျန်ကျန်ချင်းကတော့ကျွန်တော်တော်တော်လေးအဲဒါဟို ပျော်လဲပျော်တယ်ပျော်လဲပျော်ကျွန်တော်ရဲဘော်လည်းဒါအရန်ဂုံယူမိတယ်ဗျဂုံယူမိတယ်ဆိုတော့ဒါဒီစစ်ကြောင်းတွေကိုကျွန်တော်တို့ကအဲဖြိုဖို့တက်ကိုလည်းဒါအရင်နဲ့ပြင်ဆင်ထားပြီးသားဘာကြောင့်ဆိုလက်တလုံးမှာကျွန်တော်တို့ဒီဘက်ကတော်လိုင်းတက်ဖွဲ့တွေစခန်းတွေကိုသူတို့ဝင်ရောက်စီးနင်းတယ်သူတို့ကဒီအရာနဲ့ပတ်သက်ပြီးတော့ဟိုပြောမယ်ဆိုရင်ရိုင်း strong ဖြစ်နေတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့တော်လိုင်းရဲဘော်တွေမှာကပြန်ပြီးတော့ဒီဟာတွေကိုကျွန်တော်တို့ကမိုဒီပြန်ယူပြီးတော့ပို့ပြီးတော့ artist ဆရာဖြစ်ဖို့တက်ကိုကျွန်တော်တို့ကမဖြစ်မနေ ပွဲတစ်ခုတော့ကျွန်တော်အောင်ပွဲတစ်ခုတော့ရနိုင်ဖို့လိုတယ်ပေါ့နော်ဆိုတော့အဲ့လိုနေထားပြမှာကဒီလိုပွဲဖြစ်သွားတဲ့အတွက်ကျွန်တော်လည်းပြန်အရင်ကြီးဟိုပီတီဖြစ်မိတယ်ပြီးတော့ကိုရဲဘော်တွေအတွက်လည်းဂုဏ်ယူတယ်ဒီလိုလောက်ချင်းအားဖြစ်လဲပဲကျွန်တော်တို့အဲဒီမှာကဒါပြည်သူလူထုထောက်ခံမှုဘာရောကျွန်တော်တို့ရဲဘော်တွေရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာလည်းပို့ပြီးတော့မြင့်တက်သွားတယ်ပေါ့နော်ဆိုတော့ဒီလိုယာဉ်မှုတွေဖြစ်လာတာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ကဟိုအတိုင်းမတိဝမ်းသာတယ်ပေါ့နော်ဆိုတော့တကယ်ဒီပွဲမှာလည်းတကယ်ထထဲဝင်ဥဆောင်တဲ့အဟိုတမှုတွေရောဒါရဲဘော်တွေအကုန်လုံးလည်းဒါတော့အရင်လေးစားတယ်ကျေးဇူးတွေအများကြီးတင်တယ်ဆက်လက်ပြီးတော့လည်းကျွန်တော်တို့ ယုံကြည်တယ်ဒါအောင်ပွဲတွေအများကြီးဆက်လက်ဆက်လက်ပြီးတော့ကျွန်တော်တို့စကူးနိုင်မှုရှိတယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဆရာဒါအောင်ပွဲတွေရတိုင်းမှာတော့ကျွန်တော်ဆရာစီမှာလာလာပြီးအပူကတ်တယ်လေနော်ဆရာသတင်းလေးပြောပေးဦးပါဒါမျိုးအပူကတ်တာရှိရပါတော့အဖွဲတွေကတော့တကယ်ဟို အားကျုံးမှန်တဲ့နဲ့လုံနေကြတာပါနော်အဲ့တော့အဖွဲတွေရဲ့လှုပ်ဆောင်နေတဲ့ဟာကအခုလိုအောင်မြင်မှုရတယ်ဆိုပေမဲ့ဆရာရဲ့အဲ့လိုပြည့်စုံတဲ့ဟာတိတ်မတွေ့ဘူးကျွန်တော်ကြည့်တော့တော့လေဆရာတခါမှတ်မိပါလိမ့်မယ်ကျွန်တော်တက်ပုံမှတန်းလေးထုတ်တဲ့အခါမှာလေတပ်ဖွဲ့တွေက ဒါဒီစစ်ကြောင်းတွေကိုတိုက်တာတိုက်ခဲ့တာပေါ့နော်လက်နက်ခဲရနေတာအပုံလိုက်ရခဲ့တာဓာတ်ပုံရိုက်တဲ့အချိန်မှာဆိုအဖွဲ့တွေကဟိုမှာငရုတ်လေးထိုင်နေတဲ့အချိန်မှာဆိုဘောင်းမီတိုလေးတွေနဲ့အင်ကြီးစွတ်ကြဲလေးနဲ့ဒါမျိုးပုံစံမျိုးလေးနဲ့တိုက်ပွဲဝင်နေကြရလဲရှိတော့ဒီတပ်ဖွဲ့တွေရဲ့ဒီဒီအခြေအနေပေါ့နော်အဲ့ဒါလေးကြီးလဲဆရာပြောလို့ရသလောက်လေးဒါပြောပြစီချင်တာပေါ့ဟုတ်ဒါပြည်သူတွေလည်းဟုတ်ကဲ့ပါရမယ်ဆိုရင်ကုလို့ရအောင်ပေါ့ဟုတ်ကဲ့ပါဆိုအခုကကျွန်တော်တို့ဒီ ဘကိုတိုင်းအောင်ချမ်းဘကိုတိုင်းအောင်ချမ်းမှာရှိတဲ့ကျွန်တော်တို့ဖြူရတဲ့ဖြူရနှစ်ဖြူရရှိပါတယ်ဖြူရနှစ်ဖြူရကကျွန်တော်တို့ဖြူရ၂၀တိရှိတယ်အဲကျွန်တော်ရှိကျွန်တော်ကုကဲနေတဲ့ဖြူရ၂၀နဲ့ရှိပါတယ်ဆိုတော့ဟိုကျွန်တော်တို့ဒီဘက်ချမ်းကတော့ခဏက EAO နေပြီနဲ့ထိဆက်နေပြီနဲ့ဝေးကွာတယ်ပြီးတော့ကျွန်တော်တို့ကဟိုဒီလက်ရှိရဲဘော်တွေရဲ့အဲဒီသူဝေးကစသုံးပစ္စည်း facility ဘိုင်းကကျွန်တော်ပြည့်စုံမှုမရှိဘူးဆိုတော့အဲ့အဲ့ဒီတဲ့ပိုဆိုးသေးတယ်ဗောနအဲ့ဒီပိုဆိုကျွန်တော်လက်ရှိခိုင်တဲ့ဟိုဟိုဂန်းနေရာအစဟိုကွင်းပြောရင်ကချွန်နေကချွန်နေရရှိတယ် ဒါကဟိုဂမ်းပဲရှိသေးတယ်ဆိုတော့သူတို့ရဲ့အဲဒီခန္ဓာကိုယ်မတက်စင်တဲ့ facility ဘိုင်းနေမှာဆိုရင်လည်းတခါလေဘောင်းမီတို့တွေနဲ့ရှိတယ်ပြီးတော့တခါလေဖနက်မပါတာလည်းရှိတယ်ဆိုတော့ဟိုပြီးရင်ကျွန်တော်တို့ဒါအခြား equipment helmet ဆိုတော့မပြောတော့ဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးမပြည့်စုံနေတဲ့ကျွန်တော်တို့ကအဓိကတော့ဟိုစက္ကစတွေကိုတော့ကျွန်တော်တို့အဲထုံးနဲ့တက်ခိုက်နေတယ်ပေါ့အဓိကတော့ဟိုမရှိရှိတာနဲ့ကျွန်တော်တက်ခိုက်နေတယ်အဓိကကျွန်တော်တို့ဒီမှာတော့ဒါဒါစိတ်တက်တစ်ခုနဲ့ပဲကျွန်တော်တို့အဲထုံးနဲ့တက်ခိုက်နေကြတာဖြစ်ပါတယ်ဆိုတော့လိုအပ်ချက်တွေကတော့များစွာရှိပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့အကောင်းဆုံးပေါ့အကောင်းဆုံးအစွမ်းဆောင် နိုင်ဆုံးတရိတော့ကျွန်တော်ရုံးနေကြတာပါလေခင်ဗျဟုတ်ဟုတ်ဆရာတကယ်လို့များဒါလက်တော်ဒီဗီဒီယိုကြည့်ပြီးတော့အဖြစ်စီလို့ဒါပြည်သူကကုမယ်ဆိုရင်ဘယ်လိုမျိုးဆက်သွယ်လို့ရမလဲဆရာဟုတ်ကဲ့ကျွန်တော်တို့လက်ရှိမှာလည်းပဲကျွန်တော်တို့ဖြူပါတဲ့မှာကကျွန်တော်တို့ဒီ campaign လေး run နေတာရှိပါတယ်ဆိုတော့အဓိကကကျွန်တော်တို့ဒါဟိုဒီဖြူပါ20နှစ်အထက်မှာဆိုရင်ကျွန်တော်တရင်လေးရင်ရှိတယ်ကျွန်တော်တို့ဒါဘုဂုခရိုင်တရင်အဲဒုက္ခသူညာ1တရင်ရှိတယ်ပြီးကျွန်တော်တာဝရခရိုင်ဒုက္ခသူညာ1တရင်ဒုက္ခသူညာ2တရင်ဒုက္ခသူညာ3တရင်ဆိုပြီးကျွန်တော်တရင်လေးရင်နဲ့ ချုပ်ပစ်ထားတာရှိပါတယ်ဆိုတော့အဲ့ဒီအဲတရင်လေးရင်အတွက်မှာလည်းကျွန်တော်တို့ဒါစစ်စင်ရေးတွေကိုပုံမဖော်ဆောင်တော့ဆောင်နိုင်မှုအတွက်ဆိုပြီးတော့ကျွန်တော်တို့ဒါ viewer ကနေပြီးမှပဲအတိကဂျီမှုပြီးတော့လှုပ်ဆောင်နေတဲ့ကျွန်တော် campaign လေးရှိပါတယ်ဒါကတော့ကျွန်တော်တို့ကဒါ human အရေး lemonade ပြုလုပ်ရဲ့ရှိပါတယ်ဒီ campaign ကတော့ကျွန်တော်တို့ကကြီး၅မျိုးအတိကထားပြီးတော့ကျွန်တော်ဖြစ်တင်နိုင်မှုအတွက်ကိုအတိကရည်ရွယ်ပြီးတော့အဲကျွန်တော်တို့ဒါလှုပ်ပြုလုပ်ရဲ့ရှိပါတယ်ဘောနော်ဆိုတော့ဒီကျွန်တော်တို့ဘကူယုံမ viewer 20နေကဖေ့ချ်မှာလည်းပဲကျွန်တော်တို့လာရောက်ပြီးတော့ကျွန်တော်တို့ထောက်ပံ့ကူညီလို့ရတယ်လို့ ကျွန်တော်တို့ရဲ့ data personal account ဖြစ်တဲ့ကျွန်တော်တို့ဒီ resource ချင်းဆိုရဲပေါ့နော်အကောက်မှာလည်းပဲဒါဟိုတိုက်ရိုက်လာကူလို့ရပါတယ်ဆိုတော့ကျွန်တော်တို့ DRD ဒီကူတဲ့အရာတွေဒီကျွန်တော်တို့ဒါအလဟာတဲ့ကျွန်တော်ပြင်ပြမှာမသုံးဆဲပါဘူးတကယ်ပြင်ပြမှာဆက်စင်ရေးတွေမှာပုံမှုပြီးတော့ဒီရောက်ဖော်ဆောင်လို့ဆောင်နိုင်မှုအတွက်ကိုအဓိကရည်ရွယ်ပြီးတော့ကျွန်တော်တို့တွေအသုံးပြုသားမှာဖြစ်ပါတယ်ဆိုတော့လည်းကျွန်တော်အနေနဲ့အတည်ပြုလုပ်ပါတယ်ခင်ဗျ ဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာကျေးဇူးများတင်ပါတယ်အဲတက်ဖွဲ့တွေလိုပဲဖြစ်ဖြစ်လည်းเนาะအောင်မြင်မှုတွေအများကြီးရပြီးတော့ထောက်ပံ့လေးတွေနည်းနေတဲ့ခါကျတော့ရှေ့ဆက်လှုပ်ရှင်တဲ့အလုပ်တွေမှာနှောင့်နှေးနေတာမျိုးတွေရှိကောင်းရှိနိုင်တယ်เนาะဒါပေမဲ့လည်းတက်ဖွဲ့တွေကညှဉ်းညူခြင်းမရှိဘူးမပြည့်စုံတဲ့ဟာနဲ့ဘောင်းဝင်သူနဲ့လည်းချတာပဲဆရာစွတ်ကျဲနဲ့လည်းစော်တာပဲဗောနော်အဲဥစ္စာကိုပဲဒါကျွန်တော်ကတကယ်ချီးကျူးလေးစားရတယ်ဗောနော်အဲ့တော့အခုဒီတိုက်ပွဲဒီဒီအခုဒါကျွန်တော်ဒီစနေရောက်မိတယ်အဲပြီးတော့ဒါသနက်16လက်ရတယ်အဲဒီဒီတိုက်ပွဲပေါ့နော် ိုက်တိုက်ပွဲနဲ့ပတ်သက်လို့ရောဆရာဒီပြွာမှုတယောက်အနေနဲ့ပေါ့နော်ကိုယ်တိုင်မပါလဲရအောင်ဆိုရင်တော့မှဒီတိုက်ပွဲရလက်ပုံမှာဆရာဘယ်လိုခံစားရလဲတက်ဖွဲ့တွေရဲ့အနေဒါဆရာတိလောက်လေးပြောပါဟုတ်โอเคဆိုတော့ဒါကျွန်တော်စစကြာကြာရင်တော့ဒါဟိုအရန်ဝမ်းသာတယ်ဗောအရန်ဝမ်းသာဆိုတာတကယ်ကျွန်တော်တို့အဲလုံနိုင်မယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်လက်ရှိဒီမှာပြောရတဲ့မှာရှိတဲ့ဒါဟိုရဲဘော်တွေအလုံးတည်ဒါတကယ်အမြင်ပြမှာအလုံးလုံနိုင်ကြတဲ့ညီကိုတွေဖြစ်တယ်ဆိုတော့သူတို့မှကဟိုစိတ်သက်ကအရန်ပြင်းပြပြီးသားရှိထားပြီးသားတွေတကယ်တိုက်ချင်းကိုက်ချင်းတွေရှိထားပြီးသားတွေဖြစ်တယ်ဆိုတော့ ကျွန်တော်ယုံကြည်တယ်သူတို့နေဒီလှုပ်တဲ့စစ်စင်ရေးတွေပိုင်းမှာဆိုရင်အများကြီးအောင်မြင်မှုရှိမယ်ဆိုတော့လည်းကျွန်တော်အနေနဲ့ဒါလုံးဝဟန်ထက်ပါတဲ့ယုံကြည်ပြီးသားဖြစ်တယ်ဖြုတ်မှာဖြုတ်ထားတာဖြုတ်မယ်ဒါအဲ့ဒီစကြောင်းဖြုတ်နိုင်ဖို့တည်းလည်းပဲကျွန်တော်စကြောင်းမှုတွေလည်းပြောထားတယ်ဗောနှစ်ရှိဥဆောင်တဲ့တမှုတွေအဲတဏျာမို့တဏျာကျွန်တော်ငါတို့ရောက်အောင်လို့ဆုံးမယ်ဗောနော်ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲဘော်တွေအဲတခုမော်ဒီပြန်ယူရတယ်လေဘာလို့ဆိုတော့ကျွန်တော်ဒီကြားထဲမှာကျွန်တော်တို့ဘက်ကပေးဆက်ထားတယ်ရှိတယ်အဲ့ဒီတက်ကိုကျွန်တော်တို့ကပြန်လဲပြီးတော့ကျွန်တော်တို့ကဒီချင်းပြန်ယူမယ်ဒီတွေ့လဲကျွန်တော်တို့ပြန်ကြိုးစားမယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ရဲဘော်တွေတကယ်အတိုင်းအတိုင်းနဲ့ လှုပ်ရှားပြီးတော့အောင်ပွဲရခဲ့ကြတာဖြစ်တယ်ဗောနော်ဟုတ်ဟုတ်ဆရာဟုတ်ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ဆရာတက်ဖွဲ့အတွက်လည်းတကယ်ကိုယူပါတယ်